။ဘေးရှာခွင့်ပြုပါအရှင်ဖရာ။တပည့်တော်ကဘာသာချပါဖရာ။ဗုဒ္ဓဘာသာကိုကုပြောင်းခြင်းလို့ဘယ်လိုအရာတွေလှုပ်ဆောင်ပြီးဘယ်လိုလိုက်နာကျင့်သုံးရတာပါလဲဖရာတဲ့။ဗုဒ္ဓဘာသာဤအခြေခံအုတ်မြစ်ကတရဏဂုံ၃ပါးနဲ့၅ပါးသီလပဲဖြစ်ပါတယ်။တရဏဂုံ၃ပါးနဲ့၅ပါးသီလပြတ်ပြီဆိုရင်ဗုဒ္ဓဘာသာဝင်မဟုတ်တော့ပါဘူး။နော်။ဗုဒ္ဓဘာသာသူကုပြောင်းပြီဆိုရင်လည်းပဲဤတရဏဂုံ၃ပါးနဲ့၅ပါးသီလကိုပဲစောင့်တည်ရပါတယ်။ တရဏဂုံသုံးပါးကဘယ်လိုစောင့်တည်ရတာလဲဆိုရင်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိတန်ကံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိတန်ကံတရဏံကိစ္ဆာမိလို့ပဲဖြစ်ပါတယ်ဒါဟာတရဏဂုံစောင့်တည်ခြင်းပဲဖြစ်ပါတယ်အဘိဓိပ္ပာယ်ကတော့ ဖရာကိုးကွယ်ပါ၏တရားကိုးကွယ်ပါ၏တန်ခါကိုးကွယ်ပါ၏ပဲဖြစ်ပါတယ်။နာဘာသီလာကတော့ပါဏာတိပါတာဝိရာမဏိတိခါပဒံတမာရိယာမိသူ့အသက်တခြင်းမှရှောင်ကျဉ်ပါ၏။အဒိဏာဒါနာဝိရာမဏိတိခါပဒံတမာရိယာမိသူတစ်ပါးပစ္စည်းကိုခိုးယူခြင်းမှရှောင်ကျဉ်ပါ၏။ကာမေတုမိစ္ဆာစာရာဝိရာမဏိတိခါပဒံတမာရိယာမိသူတစ်ပါးသားမယားတို့အားပြမားစော်ကားခြင်းမှရှောင်ကျဉ်ပါ၏။မုဒဝါဒဝိရာမဏိတိခါပဒံတမာရိယာမိ မူသားကားပြောဆိုခြင်းမှရှောင်ကျင်ပါ၏သူရာမီရယမစ္စပမာဒတ်ဌာနဝရမဏိသိခပဒံတမာရိယာမိတေယီတေယတို့ကိုတောက်စားမှု၏ခြင်းမှရှောင်ကျင်ပါ၏တို့ပဲဖြစ်ပါတယ်အဲ့ဒီတရဏဂုံ၃ပါးနဲ့ဘာဘာသီလကိုယဟန်တပါရဲ့အရှိမစောက်တည်လိုက်ပါအကယ်၍ယဟန်တပါးရဲ့အရှိမစောက်တည်ဖို့ခက်ခဲနေတယ်ဆိုရင်မိမိရဲ့အိယာမှာပဲဖြစ်ဖြစ်ဖះရှင်ကိုအာယုံပြုပြီးတော့စောက်တည်လိုက်ပါအဲ့ဒါဆိုရင်ဗုဒ္ဓဘာသာဝင်ဖြစ်သွားပါပြီ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ဆိုတာကတခြားဘာသာတွေလိုလူသိရှင်ကြားလုပ်เสียမလိုပါဘူးเนาะဤနည်းနဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်